ငါကလေးကကျွန်တော်ဟာမော်ငါလိဖြစ်ပါတယ်။ကျွန်တော်ကိုလှုပ်ပေးရင်တင်အလိုရှိတာဘာမှစို့လှုပ်ပေးပါမယ်လို့ပြောတဲ့။အဘိုးအိုကလေတင်ဟာမော်ငါလိဖြစ်တဲ့အတားတင်ကိုငါလှုပ်ပေးမယ်။မင်္ဂလာပါ။ဒီနေ့ကျွန်တော် Google AI Studio ကိုတုံးပြီးတော့ခုန Intro မှာပြထားတဲ့ဗီဒီယိုကိုပေါ့နော်။ဘယ်လိုလုပ်ရလဲဆိုတာကိုကျွန်တော်လာလုပ်ပြမှာဖြစ်ပါတယ်။အစကကျွန်တော် text to image image to video လို့ပို့စီစဉ်ထားတော့လဲ။ ီဖုန်းထဲက image to video လောက်တာအဆင်မပြေတဲ့အတွက်ကျွန်တော် text to video တက်တိုက်လောက်လိုက်တယ်။ဒီနေရာမှာကျွန်တော်ကအဖိုးအိုကငါနဲ့စကားပြောနေတာကိုစကားပြောနေတဲ့ video ကိုလိုချင်တဲ့အတွက်ကျွန်တော် the old man is talking to the fish လို့ကျွန်တော် prompt ရေးလိုက်တယ်။ဘယ်လို video မျိုးရလာမလဲဆိုတာကိုကျွန်တော်စောင့်ကြည့်အောင်။ဒီ Google AI က6စက္ကန့်ကြာတဲ့ video ကိုရဖို့အတွက်1မိနစ်ကနေ2မိနစ်အထိဆောင်ရပါတယ်။ ဒီ Gemini 2 5 Pro ရဲ့ဈေးကပုံမှန်ဆိုရင်ဘတ်900ကျော်မြန်မာငွေတသိန်းလောက်ကျမယ်နော်ဒါပေမဲ့အခုဒီ Google က free တလပေးထားတယ်နော်တွန်ကြည့်ခြင်းလေးတွေရှိလို့ရှိရင်ကျွန်တော်တို့အဲတွန်ကြည့်လို့ရပါတယ် free တလပေးထားပါတယ်ကျွန်တော်လိုချင်တဲ့ဗီဒီယိုကအဖိုးအိုကငားနဲ့စကားပြောနေတဲ့ဗီဒီယိုကိုလိုချင်တာဖြစ်တယ်။ဒါပေမဲ့ဒီဗီဒီယိုကိုကျွန်တော်သိ သဘောမှာကြားတယ်ပေါ့နော်ကျွန်တော်နောက်ထပ်ဗီဒီယိုတိလုပ်ဖို့အတွက်ကျွန်တော် prompt တခုအဲ prompt အနေငယ်ပြောင်းလဲမယ် โอเคကျွန်တော်ဒီဗီဒီယိုပဲယူမယ်เนาะဒါဆိုရင်ကျွန်တော်ဗီဒီယိုကိုတစ်ချက်နှိပ်ပြီးတော့ကျွန်တော်ဒေါင်းလုဒ်ဆွဲလိုက်မယ်โอเคအခုကျွန်တော်တို့ဗီဒီယိုရပြီเนาะကျွန်တော်ဆိုရင်အတန်လုတ်ဖို့အတွက်ကျွန်တော် Gemini Speech Generation ဆိုတာတွေကိုကျွန်တော်ရေးလိုက်တယ်ဒီနေရာရောက်လို့ရှိရင်ဒီ speaker 1နဲ့ speaker 2ဆိုတာရှိမယ်เนาะဒါကျွန်တော်က speaker 1ကိုရေးပြီးတော့ အဲတရားစာလုံးတွေကျွန်တော်ကုန်ဖြစ်လိုက်တယ်ပြီးတော့ကျွန်တော်ပုံပြင်စာသားတွေကိုကျွန်တော်ထည့်လိုက်တယ်ပြီးရင်အောက်အပြရောင်များကိုလည်းပြီးတော့ကျွန်တော်ခဏလောက်ဆော့လိုက်မယ် တနည်းမှာတော့အဘိုးအိုဟာ အလွန်ထူးဆန်းတဲ့ငါးတကောင်ကိုဖမ်းမိတဲ့။အဲဒီငါးလေးဟာစကားပြောတတ်တယ်။ငါးကလေးကကျွန်တော်ဟာမော်ငါးလေးဖြစ်ပါတယ်။ကျွန်တော်ကိုလှုပ်ပေးရင်တင်အလိုရှိတာဘာမှစို့လှုပ်ပေးပါမယ်လို့ပြောတဲ့။အဘိုးအိုကလည်းတင်ဟာမော်ငါးလေးဖြစ်တဲ့အတားတင်ကိုငါလှုပ်ပေးမယ်။ငါဘာမှမလိုချင်ဘူး။ငါမှအလွန်အလောက်ရှိပါတယ်လို့ပြောပြီးအဘိုးအိုဟာအိမ်ပြန်သွားတာပေါ့။ ဒီအသံကို download လုပ်ဖို့အတွက်အဆက်၃ဆက်ကိုနှိပ်ပြီးတော့ကျွန်တော် download နှိပ်လိုက်တယ်ပြီးတော့ကျွန်တော်ဗီဒီယိုတိဖြတ်တဲ့ app ကိုတွားပြီးတော့ဒီပုံပြင်လေးဖြစ်ဖို့အတွက်ကျွန်တော်ဒီဖြတ်မှာဖြစ်ပါတယ် တနည်းမှာတော့အဘိုးအိုဟာ အလွန်ထူးဆန်းတဲ့ငါးတကောင်ကိုဖမ်းမိတဲ့။အဲ့ဒီငါးလေးဟာစကားပြောတတ်တယ်။ငါးကလေးကကျွန်တော်ဟာ မော်ငါးလေးဖြစ်ပါတယ်။ကျွန်တော်ကိုလှုပ်ပေးရင်တင်အလိုရှိတာဘာမှစို့လှုပ်ပေးပါမယ်လို့ပြောတဲ့။ အဘိုးအိုကလေသင်ဟာမော်ငားလေးဖြစ်တဲ့အတားသင်ကငါလှုပ်ပေးမယ်ငါဘာမှမလိုချင်ဘူးငါမှအလွန်အလောက်ရှိပါတယ်လို့ပြောပြီးအဘိုးအိုဟာ အိမ်ပြန်သွားတာပေါ့ Okay ဒီဗီဒီယိုကြည့်ပြီးတော့နားမလည်တာလေးလေ့ရှိလို့ရှိရင်လည်း comment မှာပြောလို့ရပါတယ်နောက်ထပ်သိချင်တဲ့ဟာလေးရှိလို့ရှိရင်လည်း comment မှာရေးခဲ့ပေးပါပါတယ်အားလုံးပဲအရှင်ပြပါစေဘိုင်ဘိုင်ရှိတာဘာမှစို့လုပေးပါမယ်လို့ပြောတဲ့ အဘိုးအိုကလည်းတင်ဟာမော်ငါးလေးဖြစ်တဲ့အတာတင်ကိုငါလှုပ်ပေးမယ်ငါဘာမှမလိုချင်ဘူးငါမှအလွန်အလောက်ရှိပါတယ်လို့ပြောပြီးအဘိုးအိုဟာအိမ်ပြန်သွားတာပေါ့